အားလုံးမင်္ဂလာပါ view စီတန်းဌာနအနေနဲ့ကျဆပါရယ်ကျမကတော့ snow ပါဒီကနေ့မတ်လ26ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့ညနာဆင်ရမယ့်သတင်းတွေကတော့ချင်းပြည်ချင်းလန့်အစိုးရဝန်ကြီးချုပ်နဲ့အဖွဲ့ဟာမတူပြည်မြို့နယ်အတွင်းဒေသန္တရာအုပ်ချုပ်ရေးဥပဒေရှင်းလင်းရေးခီးစဉ်နဲ့လူထုတွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါဗျ။ ာနာသိန်းစစ်ကောင်စီရဲ့ဖွဲ့ဝင်ဒေါက်တာမှုထမ်းရဲ့ထန်တလန်မျိုးကပိုင်ဆိုင်မှုအားလုံးကိုတော်လှန်ရေးကာလအတွင်းပြီးပိုင်သိမ်းဆည်းလိုက်ပြီးလို့ CTF ထန်တလန်ကထုတ်ပြန်ကြေညာလိုက်ပါတယ်။အကြံဖက်စစ်ကောင်စီကဦးစီးမဲ့ရေကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလတတိယပတ်ကနဲ့နောက်နှစ်ဇန်နဝါရီလဒုတိယပတ်အတွင်းကျင်းပဖို့လျှောက်ထားတယ်လို့စစ်ကောင်ဆောင်ကပြောဆိုလိုက်တာထိုင်းမြန်မာနယ်စပ်မှာနှစ်ပေါင်း30ကျော်ကြာတပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့ကလေတိတ်တဆက်ခံကို KNU ကတင်ပ so ိ so ုက်လိုက်တဲ့သတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ချင်းပြည်ချင်းလန်အစိုးရဝန်ကြီးချုပ်နဲ့အဖွဲ့ဟာမတူပြမျိုးနဲ့အတွင်းဒေသန္တရအုပ်ချုပ်ရေးဥပဒေရှင်းလင်းရေးခီးစနဲ့လူထုတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ဝန်ကြီးချုပ်ပူပါထန်းနဲ့ဝန်ကြီး၃ဦးတို့ဟာမတ်လ18ရက်နေ့ကနေ22ရက်နေ့အထိမတူပြမျိုးနဲ့အတွင်းလလွေဂျေရွာနဲ့လွေဗန်ဂျေရွာ ဇောတုံဒေတာရှိရေစွာမျိုးတို့ကိုတွားရောက်ပြီးဒေသန္တရအစိုးရအဖွဲ့ပြည်သူလူထုနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျ။အဲ့ဒီခီးစမဝန်ကြီးချုပ်နဲ့အတူ လာဝကဝန်ကြီးလက်စစ်စွမ်းအင်ဝန်ကြီးစောက်လောက်ရေးဝန်ကြီးတို့လိုက်ပါသွားပြီးချင်းပြချင်းလန်လွှတ်တော်ကပြဋ္ဌာန်းထားတဲ့ဒေသန္တရအချို့ရေးဥပဒေရှင်းလင်းမှုတွေပြုလုပ်ခဲ့ကြတယ်လို့ဆိုပါဗျ။ပြီးခဲ့တဲ့မတ်လ14ရက်နေ့ကနေ16ရက်နေ့အထိလဲချင်းပြည်ချင်းလန်ကောင်စီဒီယိုကထာနှင့်ဦးဆောင်ပြီးလွှတ်တော်ဥက္ကဋ္ဌပြည်ထရေးဝန်ကြီးတို့က ဇုတ်ဖီရမ်လေးတက်ရွာမရလန်းကဖိုက်တဲ့ရွာ လုံကျွေးပြီရွာလုံကျွေးသေးရွာလောက်သူဒေတာဖန်ထောရွာတို့မှာဒေသန္တရအုပ်ချုပ်ရေးဥပဒေရှင်လေးခီးစနဲ့ပြည်သူလူထုတွဲဆောင်ဆွေးနွေးပွဲကျင်းပခဲ့ကြတယ်လို့သိရပါတယ်အနာသိန်းစကောင်စီရဲ့ဖွဲ့ဝင်ဒေါက်တာမွထန်ရဲ့ထန်တလန်မျိုးကပိုင်ဆိုင်မှုအလုံးကိုတော်လှန်ရေးကာလအတွင်းအပီးပိုင်သိမ်းဆည်းလိုက်ပြီးလို့ CDF ထန်ကလည်းထုတ်ပြန်ကြေညာလိုက်ပါတယ်။ ထန်တလန်နဲ့ခန္ဓာတူဖြစ်တဲ့ဒေါက်တာမှုတန်ဟာထန်တလန်မျိုးတစ်ခုလုံးကိုမိရှုဖြစ်စေနေတဲ့အကျံဖက်စကောင်စီကိုအားပေးသူပြည်သူလူထုအပေါ်ရဆက်ကြံကြုံစွာအခါအထက်ဖော်ဆောင်ရွက်နေတဲ့လုပ်ငန်းမှာတက်ကြွစွာပါဝင်သူအကျံဖက်စစ်တပ်ကဖွဲ့စည်းတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တူဖြစ်တာကြောင့်တတိယထန်တလန်ထိန်ချုပ်နိုင်မြေတဲကသူ့ရဲ့အင်ချမ်းမြေအားလုံးကို တော်လှန်ရေးကာလအတွက်ပြည်သူလူထုကိုစားအပီးအပိုင်တင်စီလိုက်တယ်လို့ မတ်လ24ရက်နေ့မှာ CDF ထံတန်းကအမိန့်ပြန်တန်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒေါက်တာမွထွန်းရဲ့ပိုင်ဆိုင်မှုတွေကို CDF ထံတန်းအနေနဲ့လိုအပ်သလိုဆက်လက်ကင် တွဲသွားမှာဖြစ်ပြီးအသစ်တက်လာမယ့်အဆိုရအသစ်ထံထပ်မံလွှဲအပ်သွားမယ်လို့ဆိုပါတယ်။အနာမသိခင်ကဒေါက်တာမှုထမ်းမိသားစုနဲ့နေထိုင်ခဲ့တဲ့တန်တလန်မြို့ပေါ်ကအိမ်နဲ့ချံအိမ်ကြီးကွက်နှစ်ခုနဲ့ဆယ်ဧကကျဲဝင်သောစိုက်ပျိုးရေးချံနှစ်ချံတို့ကိုတင်စီထားတာဖြစ်တယ်လို့သိရပါဗျ။ ထတလမြို့နယ်ကျောင်းသရရွာသားမန္တလေးစေတက္ကသိုလ်ကျောင်းစင်တာတောင်မှထံဟာ1990ခုနှစ်ရွေးကောက်ပွဲမှာထန်တလမဲဆန္ဒနယ်ကနေတတိပုဂ္ဂလအမတ်ဖြစ်ရွေးချယ်ခံရသူဖြစ်ပါတယ်။အဲ့ဒီနောက်2010နဲ့2015ခုနှစ်ရွေးကောက်ပွဲမှာလည်းထန်တလမြို့နယ်မဲဆန္ဒနယ်မှာကြန့်ခိုင်ရေးပါတီ USDP ကနေအနိုင်ရရှိခဲ့ပြီးထင်ရှားတဲ့ချင်းလူမျိုးနိုင်ငံရေးသမားဆရာဝန်တဦးဖြစ်ပါတယ်။ဒေါက်တာမွန်ထန်ဟာစစ်တပ်ကြောထောင်နောက်ခံပြုထားတဲ့ချင်းပြည်နယ် ပြည်ထောင်စုကြံခန့်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌဖြစ်ပြီး2023ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့ကအာနာသိန်းစစ်ကောင်ဆောင်ပို့ချုံမှုကြီးမြောင်းလိုင်းကစစ်ကောင်စီအဖွဲ့ဝင်အဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။မကွေးတိုင်းငဖဲမြို့နယ်လိုင်းချေရွာကိုအကြံဖက်စစ်ကောင်စီက drone နဲ့ပုံကျဲတိုက်ခတ်ခဲ့လို့ချင်းမြို့သားတအူးသေဆုံးပြီးတအူးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ မနေ့မတ်လ25ရက်နေ့လယ်12နာရီခွဲအချိန်မှာအကျန်းဖက်စစ်ကောင်စီရဲ့နယ်ရေကံပြူဟာကုန်းကလိုက်ချေရွာကို drone နဲ့ပုံသီးခုနှလုံးကျဲချခဲ့တာဖြစ်ပါတယ်။သေဆုံးသွားသူမှာငဖဲမြို့နယ်ပပယ်ချေရွာကနေလိုက်ချေရွာကိုစစ်ပေးရှောင်လာတဲ့အသက်40အရွယ်ဦးရွှေသိန်းဖြစ်ပြီးပြင်းထန်တဲ့အရာရှိသူကတော့လိုက်ချေရွာခန့်အသက်50အရွယ်ဦးမိုင်းခန့်ဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီအပြင်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားနေတဲ့နှစ်ရီကံပြူဟာကွန်နီနာတို့ကိုလည်းမနေ့ကဂျက်ဖိုက်တာနဲ့ပုံချတိုက်ခိုက်ခဲ့ပါသေးတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ24ရက်နေ့ကလည်းငဖဲမြို့နယ်လင်တဲချေရွာကိုစစ်ကောင်စီကလေကြောင်းနဲ့ပုံချတိုက်ခိုက်ခဲ့လို့ချင်းမျိုးသားနှစ်ဦးသေဆုံးပြီး10ဦးထပ်မံတဲ့အရရှိခဲ့ပါတယ်။ချင်းပြည်စုံတုံဒေတာမှာပြည်သူတွေအနေနဲ့ရိုးရာတူမီနှလုံးပြူခါချိုတနက်နဲ့လေတနက်တို့သား ဂိုင်းဆောင်ခွင့်ရှိပြီးအခြားသောမောင်းပြန် rifle တနက်တွေကိုဂိုင်းဆောင်ခွင့်မရှိဘူးလို့ CDF ဆိုသူကမတ်လ25ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဇော်တုံဒေတာဟာစစ်ကောင်စီကင်းစင်ပြီးတဲ့ဒေတာတစ်ခုဖြစ်တဲ့အညီပြည်သူလုံခြုံရေးနဲ့ပတ်သက်ပြီး CDF ဆိုသူကတာဝန်ယူဆောင်ရွက်ရမှာတနက်ဂိုင်းဆောင်ခွင့်နဲ့ပတ်သက်လို့တင်းကျပ်လိုက်တာဖြစ်ပါတယ်။ ဇိုသွန်ဒေသအတွင်းထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ချင်းထုံဆန်အတိုင်းအမဲလိုက်ရမှာအုံပြုသောရူရတူမီတနက်နှလုံးပြူတနက်ခါချိုတနက်နဲ့လေတနက်တို့သာကန်ဆောင်ခွင့်ရှိပြီးအခြားသောမောင်းပြန်တနက်ချင်းမုံရေးရိုင်ဖယ်ပစ္စတိုတွေနဲ့ဖောက်ခွဲရေးပစ္စည်းတွေမှာစစ်ကောင်စီကိုတော်လှန်တဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေသာကန်ဆောင်ခွင့်ရှိတယ်လို့ CDF ဇိုသွန်ကဆိုပါတယ် ဒါကြောင့် CDF ဆိုတဲ့အနေနဲ့လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်တော့မှာဖြစ်လို့ပြည်သူတွေအနေနဲ့ကန့်ဆောင်ခွင့်မရှိတဲ့လက်နက်အမျိုးအစားတွေကန့်ဆောင်ခြင်းလုံးဝမပြုလုပ်ကြဖို့တတိပေးထားပါတယ်။စစ်ကောင်စီကိုတော်လှန်နေတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်းဇော်တုံဒေတာကိုဖျက်ဆီးသွားလိုပါကကြိုတင်တဲ့ရင်ပေးပို့ကြဖို့ခိုင်လုံတဲ့အထောက်အထားတွေ ပါရှိကြဖို့ကိုလည်း CDF ဆိုတဲ့အနေနဲ့အတိပေးထုတ်ပြန်ထားပါတယ်။ အကျန်းဖက်စစ်ကောင်စီကဦးစီးမဲ့ရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့စတုထားပတ်နောက်နှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်အတွင်းကျင်းပဖို့လျှောက်ထားတယ်လို့စစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမြောက်လှိုင်ကထုတ်ပြောလာပါတယ်။နေပြည်တော်မှာမနေ့မတ်လ25ရက်ကပြုလုပ်တဲ့စစ်ကောင်စီရဲ့စီဝေမှာရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ဖို့ဆွေးနွေးရမှာပြောဆိုခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲဥပဒေမှာလည်းရွေးကောက်ပွဲကျင်းပပြုလုပ်ရန်ရဲအကန့်သက်ပြုလုပ်ထားတာမရှိဘူးလို့စစ်ကောင်ဆောင်ကပြောပါတယ်။မြန်မာနိုင်ငံတမိုင်းပါလီမန်ဒီမိုကရေစီခင်မှာလည်းပြည်တွင်းလက်နက်ကိုင်ပဏိပခါတွေကြောင့်ရွေးကောက်ပွဲကိုတစ်ချိန်တည်းကျင်းပခဲ့တာမဟုတ်ပါဘူးလို့စစ်ကောင်ဆောင်ဥက္ကဋ္ဌပို့ချုပ်မှုချင်းမြောင်းလိုင်းကပြောပါတယ်။စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲအထမြောက်တဲ့အစဉ်ကိုဦးစားပေးပြီးမြောက်အောင်ဆောင်ရွက်ရမယ်လို့ဆိုပါတယ်။ ကျင်းပမဲ့ယူကောက်ပွဲကို electronic map စက် electronic voting machine နဲ့ map စီမှာဖြစ်ပြီးတလအတွင်းယူကောက်ပွဲပြုလုပ်လို့ရတဲ့မြို့နယ်တွေမှာယူကောက်ပွဲပြီးမြောက်နိုင်မယ်လို့လည်းစစ်ကောင်ဆောင်ကထည့်ပြောထားပါတယ်။ဒါအပြင်ယူကောက်ပွဲတွေမှာကျင့်သုံးခဲ့တဲ့မဲများသူအနိုင်ရတဲ့စနစ် FPTP စနစ်အပြင်အမျိုးသားလွှတ်တော်နဲ့တိုင်းဒေသကြီးလွှတ်တော်တို့အတွက် PR စနစ်ကိုပါပေါင်းစပ်ကျင့်သုံးနိုင်ဖို့ရှောက်ထားတယ်လို့ဆိုပါတယ်။ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ကြိုတင်ပြင်ဆင်တာတွေလုပ်နိုင်အောင် အချိန်၉လခန့်ကြန့်ရှိပြီးကြိုတင်ပြင်ဆင်ချိန်ပေးသွားမယ်လို့လည်းဆိုပါတယ်။အနာသိမ့်ပြီးနောက်လက်ရှိအချိန်ထိစစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမပုံတင်ခွင့်ပြုထားတဲ့နိုင်ငံရေးပါတီ56ပါတီရှိပြီလို့သိရပါဗျ။တိုင်းမြန်မာနယ်စပ်ကကရင်မျိုးသားစီယုံခင်ညတမဟာခုနှစ်နယ်မြေလိုင်းပွဲမြို့နယ်အတွင်းကစစ်ကောင်စီရဲ့ Clade Test စခန်းကို KNLA က မတ်လ25ရက်နေ့မှာတင်ပိုက်လိုက်တယ်လို့သိရပါဗျ။ကလပ်တစ်စကောင်စီတက်စကန်ကိုမတ်လ22ရက်နေ့ကစပီကရင်အမျိုးသားလွတ်မြောက်ရေးတက်မတော် KNLA က drone တွေနဲ့စတင်ပုံကျဲတိုက်ခိုက်ခဲ့ပြီးနောက်စစ်ကောင်စီရဲ့အပြင်းအထန်လေကြောင်းပုံကျဲတိုက်ခိုက်မှုကြားကနေမတ်လ25ရက်နေ့မှာတင်ပိုက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။စကန်တိုင်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီက jet fighter 20နဲ့ပေါင်900ပုံလေးလုံး white 12နဲ့ပုံ36လုံးခန့် ြဲချတိုက်ခတ်ခဲ့တယ်လို့ခင်ယူကထုတ်ပြန်ထားပါတယ်။တောင်လိုက်ရတပ်ဖွဲ့တွေရဲ့အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်ဆက်လက်တောင်းခိုင်းနိုင်ခြင်းမရှိတော့ဘဲစခန်းအတွင်းကစစ်ကောင်စီတပ်သားတွေဟာသူတို့လက်နက်ခဲယမ်းတွေကိုမိရှို့ဖျက်ဆီးကစခန်းကနေဆွန့်ခွာထွက်ပြေးခဲ့ကြတယ်လို့သိရပါတယ်။ကလဒေးစစ်ကောင်စီတပ်စခန်းဟာ1989ခုနှစ်စက်တင်ဘာလ22ရက်နေ့မှာထိုင်းမြန်မာနယ်စပ်ဒေသထိန်းချုပ်ရေးရည်ရွယ်ချက်နဲ့ တိဆောက်ခဲ့တဲ့စခန်းတစ်ခုဖြစ်ပြီးစခန်းတိဆောက်တဲ့အချိန်ကစလို့ဒေသခံပြည်သူလူထုတွေဟာလူလက်စွာလှုပ်ရှားသွားလာနေထိုင် လုပ်ကင်စားတော့ခွန့်ကန့်တက်ခံခဲ့ရတယ်လို့ KNU ကပြောပါတယ်။ဒီစခန်းတိမ်တိုက်ပွဲမှာကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA တပ်မဟာခွနစ်တပ်မဟာလုံခြုံရေးစစ်ကြောင်းတရင်19တရင်27တရင်22နဲ့တရင်24တို့ပါဝင်ပါတယ်။ ကလဒစ်စခန်းကိုသိမ်းပိုက်ပြီးရှင်းလင်းရေးဆောင်ရွက်တဲ့အချိန်မှာစစ်ကောင်စီတပ်သား၂ဦးရဲ့အလောင်းတွေ့ရှိခဲ့ရပြီးစခန်းထက်က .5 လက်နက်တွေပောင်းဝင်လက်နက်ခဲယံမျိုးစုံသိမ်းပိုက်ခဲ့ကြတယ်လို့သိရပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။